အလုံးမင်းမင်္ဂလာပါဇွန်လ17ရက်နေ့တောက်ကြနေ့မနေ့စောပိုင်းကဣသရေလသူတို့ရဲ့အမေရိကန်လုတ်ခိမီတိုက်ခိုက်ရေးဂျက်တိုက်လေယာဉ်တွေကိုတုံးပြီးတော့အီရန်နိုင်ငံရဲ့အဓိကနျူကလ িয়ার တပ်ခွဲကန်းတွေအီရန်စစ်ကောင်းဆောင်တွေနဲ့နျူကလ িয়ার ပညာရှင်တွေနေထိုင်ရာအင်အားတွေစစ်အခြေစိုက်စခန်းတွေအီရန်ရဲ့လေကြောင်းရံကာဝေးစနစ်တွေကိုပိတ်မထားပြီးတိုက်ခိုက်တဲ့ Rising Lion လို့အမည်ပေးထားတဲ့ operation နဲ့အီရန်ကိုစတင်တိုက်ခိုက်လိုက်ပါတယ်ဣသရေလတို့ကအီရန်စစ်တပ်နဲ့ အီရန်ရဲ့စစ်ရန်တွေတစ်ခုလုံးကိုလက်ဦးမှုယူပြီးတခါတည်းအပြတ်ရှင်းဖို့ရည်ရွယ်တဲ့ဆိုတာကိုအစ္စရေးတို့ရဲ့စီရေးပြစ်မှတ်တွေကိုကြည့်ရင်သိနိုင်ပါတယ်အစ္စရေးရဲ့စစ်စင်ရေးဟာအီရန်အုပ်ချုပ်ရေးအပြောင်းလဲဖြစ်စေလောက်သည့်အထိရည်ရွယ်တာပါအစ္စရေးဟာအီရန်စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့အီရန်စစ်တပ်ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမိုဟာမက်ဂါဘရီအီရန်တော်လှန်ရေးအဆောင်တဲ့အကြီးကဲဟူစင်ဆူလာမီအီရန်နျူကလ িয়ার ပညာရှင်2ဦးအချို့သတင်းတွေမှာတော့3ဦးလို့သိရပါတယ်တီရန်ကအီရန်စစ်ဦးစီးချုပ်ယုံ နက်စတန်နျူကလ িয়ার တခွက်ကပါရှန်နျူကလ িয়ার ဆက်ယုံခရမ်ပီနယ်ကအီရန်ရဲ့ဆစ်ရှိတဲ့စကန်အစ္စရေးဘက်ကလာမဲ့အစ္စရေးရဲ့ဒုံးကျည်တွေနဲ့တိုက်လင်းတွေကိုအဓိကဟန်တားဖို့အီရန်နဲ့တူရကီနယ်စပ်မှာဖြန့်ကျက်ထားတဲ့အီရန်တို့ရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေဒါတွေကိုတပြိုင်တည်းတိုက်ခိုက်ဖျက်ဆီးလိုက်တာပါဒီတိုက်ခိုက်မှုမတိုင်မီလေးမှာပဲအီရန်နိုင်ငံတွင်းမှာလှုပ်ရှားနေတဲ့အစ္စရေးထောက်လှမ်းရေးအဖွဲ့မောဇက်ကလည်းတီဟီရန်မျိုးပပလက်မှာဖြန့်ကျက်ထားတဲ့အီရန်တို့ရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေဒုံးကျည်ထိပ်မှုအမျိုးမျိုးကိုတက်ဆင်ပစ်ခတ်နိုင်တဲ့ ိုက်ရှင်းပစ်ဒုံးကြီးတွေတင်ထားတဲ့ကားတွေကိုယူကရိန်းတိုးရဲ့ရုရှားတို့ကိုတိုက်ခိုက်ခဲ့တဲ့နာမည်ကျော်စပိုက်တာဝက်နီးတူ FPV ဒုံးတွေကိုတုံးပြီးတော့တိုက်ခိုက်ဖျက်ဆီးခဲ့တာကိုအစ္စရေးကာကွယ်ရေးအဖွဲ့ IDF ကဗီဒိုနဲ့တကွထုတ်ပြန်လာပါတယ်။အစ္စရေးတို့ရဲ့ဒီတိုက်ခိုက်မှုကြောင့်အီရန်စစ်တပ်ရဲ့အမြင့်ဆုံးယာရုဖြစ်တဲ့အီရန်စစ်တပ်ရဲ့စီဥစီချုပ်ဗိုလ်ချုပ်ကြီးမိုဟာမက်ဂါဘရီတည်ဆုံးပါတယ်။မိုဟာမက်ဂါဘရီကအီရန်နိုင်ငံရဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေမှာအဓိကဆုံးဖြတ်ချက်ရှာရသူဖြစ်ပြီး အီရန်နိုင်ငံတွင်းကလက်နက်ကင်အားလုံးကိုတာဝန်ယူကိုခဲ့တာပါနောက်ထပ်တစ်ယောက်ကတော့အီရန်တော်လှန်ရေးအဆောင်တပ်ရဲ့အစစ်မြင့်ဆုံးယာရုကိုယူထားတဲ့ဗိုလ်ချုပ်ကြီးဟူစိန်ဆူလာမီပါသူကတော့အရှိလေပိုင်းတစ်ခုလုံးကိုဖျက်ကျက်ထားတဲ့အီရန်တို့ရဲ့လက်ဝဲကန်အဖွဲ့တွေကိုအဓိကဦးဆောင်ညွှန်ကြားသူဖြစ်ပြီးအီရန်စစ်တပ်ရဲ့ကြီးရည်လေးအားလုံးရဲ့ကိုယ်ခွဲရေးချုပ်လည်းဖြစ်ပါတယ်လေတပ်ဦးစီးချုပ်လည်းအစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာတည်ဆုံသွားခဲ့တယ်လို့အီရန်တို့ဘက်ကထုတ်ပြန်လာပါတယ် ီရန်တို့ရဲ့မြေအောက်နျူကလ িয়ার စက်ရုံတွေဘလောက်ထိပျက်စီးသွားလဲဆိုတာကိုအီရန်တို့ဘက်ကမထုတ်ပြန်ပါဘူး။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူးကတော့လာမယ့်ရက်ပိုင်းအတွင်းအီရန်တွေဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တွတ်မှာဖြစ်တာကြောင့်ဂျိုတင်ရှင်မုန်းလိုက်တာလို့ဆိုပါတယ်။အစ္စရေးနေနဲ့ဒီနီလန်ကလွဲလို့တခြားရွေးစရာမရှိဘူးလို့လည်းနေတန်ယာဟူကဆက်ပြောပါတယ်။အစ္စရေးဟာအီရန်တို့ရဲ့စစ်ရေးပြမတ်တွေကိုတိုက်ခိုက်ပြီးတဲ့နောက်မှာတော့အီရန်ရဲ့ဆပ်ပရိုင်းရှိတ်နေရာတွေဖြစ်တဲ့ရေနံကျဆက်ယုံတွေအီရန်တို့ရဲ့နံမဲကျော်ရှဟီဒုံထုတ်လို့ရဆက်ယုံ ရေပိုးဝေးစီမံကိန်းတွေနဲ့တီဟီရန်လေစိတ်ကလေရင်စီတိုးလောင်းရောင်းနေရာတွေကိုဆက်လက်တိုက်ခတ်ခဲ့ပါတယ်။အီရန်ကောင်းဆောင်အရာတိုလာအလီခါမီနီကတော့အစ္စရေးဟာခါသီးတဲ့ကံကြမ္မာကိုမုတ်ချက်ခံယူဖို့ပြင်ထားပါတော့လို့ကြုံရပါတယ်။အီရန်ဟာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ကြာဆုံးသွားတဲ့သူတို့ရဲ့စစ်ဗိုလ်ချုပ်တွေနေရာမှာလီလီမြန်မြန်ပဲအစားထိုးပြီးဆက်ရှင်တုံ့ပြန်တိုက်ခိုက်ပါတယ်။အီရန်ကအစ္စရေးမြောက်ပိုင်းနဲ့အလယ်ပိုင်းကိုတိုက်ခိုက်ခဲ့ပြီးဇွန်လ14ရက်နေ့မှာပဲဒုံးကြီးအစင်တရာကျော် ရှေးဟီကာမီကာစီဒုံးတရာကြောင့်လည်းလက်တုံမြန်တိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်တပ်နိုင်ငံလုံး3 way over တန်နေစူညံသွားပြီးတော့ဒုံးကြီးတွေကြားရောက်ပေါက်ကွဲခဲ့ပါတယ်။ဒီထက်ကဒုံးကြီးများစုကိုအစ္စရေးတို့ရဲ့ဒုံးဝင်ဒုံးတွေကကြားပြဟန်တားနိုင်ခဲ့တယ်လို့အစ္စရေးစစ်ဘက်ကထုတ်ပြန်ပါတယ်။အစ္စရေးတို့ဘက်ကလည်းပြည်စည်းထိခိုက်မှုတွေများပြီးလူအသေးပြောက်တွေလည်းရှိပါတယ်။အစ္စရေးကိုပစ်ခတ်တဲ့ဒုံးကြီးတွေဟာအီရန်ကကြီးမဟုတ်ပဲရီမင်မှာရှိတဲ့အီရန်တို့ရဲ့ကြောတောနောက်ခံပြူထားတဲ့ဟူသီသဘုံတွေကလည်းပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဟတ်ကန်ဆန်ပရင်ဒုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ဒီဒုံးကြီးအစ်စ်ဟာအစ်စ်ရီမှာတက်ဖြန့်ထားတဲ့ American State ရဲ့ Terminal High Altitude Defense TAAD ကဲ့သို့သောဒုံးကြီးကာကွယ်စနစ်တွေပြင် Patriot ဒုံးကြီးကာကွယ်ရေးအစ်စ်ရီအသုံးပြုနေတဲ့အခြားကာကွယ်ရေးစနစ်တွေကိုပါဖိုးဖောက်ပစ်ခတ်နိုင်စွမ်းရှိတယ်လို့အီရန်ကာကွယ်ရေးဝန်ကြီးကမေလ14ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒီဒုံးကြီးကအကွာအဝေးကီလိုမီတာ1200အကွာအဝေးထိရောက်နိုင်ပြီးတော့ဒုံးကြီးကာကွယ်ရေးစနစ်တွေကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့ကြီးထေပူးတွေတက်ဆင်ထားတယ်လို့ အီရန်တို့ကဆိုပါတယ်အီရန်တို့ထုတ်ပြန်ထားတဲ့အဆိုပါဟကန်ဆန်ဒုံးကြီးတို့ယူဆရတဲ့ဒုံးကြီးတွေဟာအစ္စရေးလေပိုင်းဗဟန်မျိုးကိုကြားရောက်ခဲ့ပြီးတော့လူတိခိုက်မှုတွေဖြစ်ကပေါ်ခဲ့ပြီးလူအသေးပြောက်တွေလည်းတိုးလာနေပါတယ်တနင်္ဂနွေနေ့အနက်နဲ့အစောပိုင်းမှာတော့အစ္စရေးနိုင်ငံတဝန်းလုံးမှာအော်ဝါဒန်တွေစူညံနေပြီးတာဝန်ရှိသူတွေကလည်းပြည်သူတွေကိုလုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့တတိပေးထားပါတယ်အစ္စရေးကာကွယ်ရေးဝန်ကြီးကအီရန်ဟာ၎င်းရဲ့ဒုံးကြီးတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေပါကတမိုးကြီးကြီးပေးဆက်ရလိမ့်မယ်လို့ဆိုပြီး ညို့တော်တီရန်ကိုမိလောင်နိုင်သွင်းပြင်မလို့ကြုံရပါတယ်အစ္စရေးအီရန်နျူကလ িয়ার နဲ့စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေအီရန်ရဲ့ခေါင်းဆောင်မိုင်းတွေကိုပြင်မှတ်ထားတဲ့ဒီစစ်စင်ရေးဟာအီရန်ရဲ့အစစ်အမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့အရာတိုလာအလီခါမင်နီကိုလည်းတိုက်ရိုက်ပြစ်မှတ်ထားနိုင်ကြောင်းအစ္စရေးအရာရှိတူကပြောကြားခဲ့ပါတယ်။ The Wall Street Journal နဲ့အင်တာဗျူးမှာ အမည်မဖော်လိုတဲ့အစ္စရေးအရာရှိတဦးကအရာတူလာအလီခါမီနီကိုတပ်ဖြတ်ဖို့ကန့်သက်ချက်မရှိဘူးလို့ပြောထားတာကြောင့်အစ္စရေးရဲ့စစ်စင်ရေးအကြီးအကျယ်မှာအီရန်အုပ်ချုပ်ရေးတစ်ခုလုံးကိုပြောင်းလဲဖို့ဖြစ်နိုင်ကြောင်းမိမောင်းထုတ်ပြနေပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူကအီရန်ကိုတိုက်ခိုက်ဖို့နှစ်ပေါင်းများစွာချင်းရှောက်နေသူပါ။ရွေးချယ်စရာအလုံးဟာစပွဲပေါ်မှာရှိနေတယ်လို့လည်းထပ်ခါတလဲလဲပြောဖို့ပါတယ်။ဒါပေမဲ့ပြည်တွင်းပြိုင်ဘက်တွေလုံခြုံရေးအကြီးအကဲတွေနိုင်ငံရေးအတိုက်အခံတွေကဒီလိုအနေအများနဲ့စစ်စင်ရေးတွေပေါ်လက်မခံတာ ခေတ်ဆက်ဆက်အမေရိကန်သမ္မတအများပြားရဲ့စန့်ကျင်မှုတွေကြောင့်သာအီရန်ရှေမွန်ရဲ့၎င်းရဲ့အစီအစဉ်ကထမမြောက်ခဲ့တာပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းအရာအလုံးကပြောင်းလဲသွားခဲ့ပါပြီယခုကနေတန်ယာဟုဟာရှေ့လေပိုင်းကိုသူ့ရဲ့စိတ်ကြိုက်ပုံသွင်းဖို့အခွင့်အရေးရရှိနေတယ်လို့ယုံကြည်နေသူပါဟမတ်တို့ရဲ့2023ခုနှစ်အော်တိုဘာ9ရက်တိုက်ခိုက်မှုကြောင့်ဂါဇာကမ်းမြောင်ဒေသအတွင်းစစ်ပွဲဖြစ်ပွားလာခြင်းကစပြီးအစ္စရေးဟာ အီရန်ရဲ့မဟာမိတ်ကွန်ရက်တွေကိုဖြိုခွင်းဖို့နိုင်ငံရေးအရတကွာပွင့်သွားတယ်လို့ဆိုရမှာပါ။ဂါဇာမှာပါလက်စတိုင်းစစ်သွေးကြအဖွဲ့ဟာမတ်ကိုရှေ့မုန်းပြီးတော့ဆက်တိုက်ဆိုသလိုအစ္စရေးလဗနွန်မှာရှိတဲ့ဟေဘိုလာစစ်သွေးကြတွေကိုပြင်းပြင်းထန်ထန်ရှေ့မုန်းပါတယ်။လဗနွန်မှာရှိတဲ့ဟေဘိုလာစစ်သွေးကြတွေအပြော့ရုပ်ရော့သွားတာဟာတနွေငင်းတစ်သင်းပါဆိုသလိုအီရန်တို့ရဲ့နောက်လိုက်မဟာမိတ်စီးရီးယားသမ္မတဘာရှားအာဆတ်ပါပြုတ်ကျသွားစေခဲ့ပါတယ်။2024ခုနှစ်မှာတော့အီရန်နဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး အစ္စရေးကအီရန်ရဲ့လေကြောင်းရံကာကွယ်စနစ်တွေကိုရှေ့မွန်းပစ်ခဲ့ပါတယ်။ဒါနဲ့အချိန်ကြိုင်ပဲအမေရိကန်သမ္မတထွန်းအစ္စရေးကိုဗေဒီတစ်ခုပေးလိုက်တယ်လို့ဆိုရမှာပါ။အဲ့ဒါကတော့ယခုနှစ်အစောပိုင်းမှာအမေရိကန်သမ္မတထွန်းအာအသင်းတွေကကောင်းတဲ့အမေရိကန်နဲ့အီရန်နျူကလ িয়ার ဆွေးနွေးပွဲတွေကိုပြန်လည်စတင်ခဲ့ပြီးထွန်းကဒီဆွေးနွေးပွဲတွေဟာတိုးတက်မှုမရှိကြောင်းစိတ်ပြက်လာပြီလို့လူသိချင်းများထုတ်ပြောလိုက်တာပါ။ မေရိကန်ကဒီတိုက်ခိုက်မှုဆက်ဆံခြင်းမှာပဲသူတို့မပါတာမို့လို့သူတို့အကျိုးစီးပွားနဲ့အမေရိကန်ကိုမတိုက်ခဲ့ဖို့အီရန်ကိုတတိပေးပါတယ်အမေရိကန်တို့ရဲ့အထူးအရှိလေမိုင်းတန်တမန်ကအီရန်တမရကိုကြောကြခဲ့ဘူးတာကကျွန်တော်ရဲ့ခွင့်ပြုချက်မရှိပဲအစ္စရေးကမြေသည့်အရာကိုမှလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ပြောကြခဲ့တာကြောင့်ဒီလောက်ရဲ့ဟာအမေရိကန်တို့ဓာတ်ရိုက်ပါဝင်နေတယ်လို့အီရန်တို့ကတထစ်ချယုံကြည်နေတာပါအမေရိကန်တမန်ဒေါ်နယ်ထရန့်ကဒီကိစ္စကိုသူမသိကြောင်း သူမပါကြောင်းဇွန်ညင်းနေပေမဲ့ဒီတိုက်ခိုက်မှုမတိုင်ခင်ဒေါ်နယ်ထရန့်ရဲ့အစိုးရပိုင်းတာဝန်ရှိသူတွေနဲ့အီရန်ကိုတိုက်ခိုက်ဖို့အတွက်သတင်းတစ်ပတ်ကြာတည်တံ့ဆွေးနွေးမှုတွေပြုလုပ်ပြီးအမေရိကန်တို့ဘက်ကတစုံတရာကန့်ကွက်တာမရှိခဲ့ဘူးလို့အစ္စရေးစစ်အရာရှိတဦးက CNN သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အင်ဗီရိုအရာရှိတဦးကလည်းအမေရိကန်ဟာအစ္စရေးရဲ့အစီအစဉ်ကိုသိရှိခဲ့ပြီးပြက်ပြက်သားသားထောက်ခံခဲ့ကြောင်းဆိုပါတယ်။အီရန်ဟာသူတို့ရဲ့နျူကလ িয়ার တပ်ခွဲကမ်းတွေနဲ့စစ်ရုံတွေကိုအစ္စရေးရဲ့တိုက်ခိုက်မှုအပေါ်နှုတ်ဆက်နေတဲ့ ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA နဲ့ပူးပေါင်းတော့မှာမဟုတ်ဘူးလို့ကြီးတန်းအရာကြီးတူကပြောကြခဲ့ပါတယ်။ဒီနေရာတွေကိုတိုက်ခိုက်ခံရမှုအတွင်း IAEA ကနှုတ်ဆက်နေတဲ့ဟာအဓိပ္ပာယ်မရှိဘူးလို့အီရန်လက်ထောက်နိုင်ငံရဲ့ဝန်ကြီးကနိုင်ငံတကာအနုမြူစွမ်းရည်အေဂျင်စီကိုယဉ်ညွန့်ပြီးပြောကြခဲ့ပါတယ်။အီရန်ဆိုရာ၎င်းရဲ့နျူကလ িয়ার ပစ္စည်းတွေနဲ့စက္ကရိယာတွေကိုကာကွယ်ဖို့ရည်ရွယ်ထားတဲ့အထူးအစီအမံတွေကို IAEA ကိုအသိပေးတော့မည်မဟုတ်ကြောင်းပြောကြခဲ့ပါတယ်။အီရန်ဟာ ်အမေရိကန်တို့ပါဝင်ပတ်သက်နေတယ်လို့ယူဆတဲ့အစ္စရေးတို့ရဲ့ဒီတိုက်ခတ်မှုကိုတုံ့ပြန်တဲ့အနေနဲ့ဟော်မုတ်ရေလက်ကြောက်ကိုပိတ်ပစ်ဖို့အလေးနဲ့သုံးသပ်နေတယ်လို့အီရန်နိုင်ငံသတင်းဌာနတွေမှာဖော်ပြနေကြပါတယ်ဒီဟော်မုတ်ရေလက်ကြောက်ဟာတနေ့လင်းရင်းနှီးစီပေါင်း၁၈တန်းကနေတန်း၂၀ကျားတည်ဆောင်နေတာကြောင့်ကပ္ပရေနံဈေးကွက်ရဲ့၂၀ရာခိုင်နှုန်းနီးပါးဟာဟော်မုတ်ရေလက်ကြောက်ကိုဖျက်ဆီးသွားတာပါဒီဒေသဟာဘာရိန်ကာတာ UAE sorry နဲ့ကိုဝိတ်တို့အတွက်တကယ်ကိုအစားထိုးလို့မရတဲ့လမ်းကြောင်းပါ ဲ့ဒီနိုင်ငံတွေရဲ့ရေနံတွေကထိုးကြီးလက်ကြမ်းမှတဆင့်အမေရိကန်ပြည်ထောင်စုအပါဝင်တကမ္ဘာလုံးကိုတင်ပို့နေကြတာပါဒီကြီးလက်ကြမ်းပေါ်တက်ရောက်မှုဟာအမေရိကန်ပြည်ထောင်စုအပါဝင်တကမ္ဘာလုံးကိုပါအလေးအမြန်ရက်ခတ်နိုင်ပါတယ်တကယ်လို့သာအီရန်တွေကဒီကြီးလက်ကြမ်းကိုပိတ်ပစ်မယ်ဆိုရင်အီရန်တို့အဖို့ခမန်းလို့မရနိုင်တဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်ကမ္ဘာစီးပွားရေးကိုတိုက်ခိုက်တာကမ္ဘာဈေးကွက်ကိုရေနံစီးဆင်းမှုတွေကိုဖျက်တောက်တာအမေရိကန်ရဲ့အကျိုးစီးပွားကိုတိုက်ရိုက်တိုက်ခိုက်တာစတဲ့ခေါင်းစဉ်တွေနဲ့အမေရိကန်တွေကအီရန်ကိုတိုက်ခိုက်ဖို့အကြောင်းပြချက်တစ်ခုရသွားနိုင်တယ်လို့ အီရန်တို့နဲ့တိုက်ရိုက်ဆက်ဆံဖို့လိုအပ်တဲ့အထောက်အကူလည်းဖြစ်သွားနိုင်ပါတယ်။အစ္စရေးတို့ဟာအီရန်တို့ရဲ့အုပ်ချုပ်သူအစိုးရအပြောင်းလဲဖြစ်လာနိုင်လောက်တဲ့အထိရည်ရွယ်တိုက်ခိုက်နေတာကြောင့်အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကတိုးတိုးပြီးလှုပ်လာနေသလိုအီရန်တို့ကလည်းသူတို့မှရှိတဲ့လက်နက်မှန်သမျှကိုထုတ်သုံးတိုက်ခိုက်လာလို့နှစ်ဖက်အသေးပြောက်တွေဟာလည်းတိုးတိုးလာနေပါတယ်။ဒီစင်မီဟာရှေ့ဆက်ဆက်လက်တောက်လောင်နေဦးမဲ့သဘောရှိပြီးအီရန်တို့ဘက်ကပုံမှန်အထိနာနေပါတယ်။ဒါပေမဲ့ဘယ်ဘက်ကရှုံးပြီးဘယ်ဘက်ကနိုင်သွားမယ် ဘလို့အဆုံးသက်သွားမယ်ဆိုတာကတော့ပြောဖို့စလုံးနေသေးပါတယ်ခင်ဗျာ။